နိုင်မွေးရှာရမယ်ပိုစတီကို group Nottingham Forest အသင်းကနီးပြတ်ပိုစတီကို group စတင်ကင်တွယ်ကြတဲ့ကနိုင်မွေးမရရှိသေးပါဘူးအသင်းပိုင်ရှင်နဲ့ပြဿနာဖြစ်လို့အသင်းနီးပြတ်နူနိုဆန်တိုကိုယာရုကနေ Nottingham Forest အသင်းကထုတ်ပယ်ခဲ့တယ်အဲဒီနောက်မှာတော့ Spa အသင်းကို Europa League ဖလားယာယူပေးနိုင်ခဲ့တဲ့ပိုစတီကို group ကို Nottingham Forest ကအသင်းနီးပြတ်ဖြစ်ယုံကြည်စွာခန့်အပ်ခဲ့တာပါဒါပေမဲ့ပိုစတီကို group လက်ထက်မှာတော့ Nottingham Forest အသင်းကနိုင်မွေးတော့မရရှိသေးဘူးဖြစ်နေတာပါ Nottingham Forest အသင်းကပိုစတီကို group လက်ထက်မှာတော့၅ပွဲကစားထားပြီးတော့၅ပွဲမှာတော့တပွဲမှမ နိုင်သေးပဲနဲ့နှစ်ပွဲတည်ရကြပြီးတော့သုံးပွဲထိကိုရှုံးနိမ့်ထားခဲ့တာပဲဖြစ်ပါရယ်နူနူဆန်တိုလက်ထက်မှာတော့ဗဟိုခန်စစ်ကစားပြုတဲ့ Nottingham Forest အသင်းကတိုက်စစ်အားတန်တဲ့ Postigo Group လက်ထက်မှာတော့ရုန်းကန်နေခဲ့ရပါတယ်နူနူဆန်တိုလက်ထက်မှာဂိုသွင်းကောင်းပါတယ်ဆိုတော့ Chris Wood ရုန်းကန်နေခဲ့ရတယ် Nottingham Forest ကိုအခုလိုအခြေအနေဆိုးစေရလို့ဆိုရမယ်လို့ထင်ပါရယ် Nottingham Forest အသင်းက Postigo Group ကင်တွယ်ခဲ့တဲ့၅ပွဲစလုံးမှာရလက်လက်မအောင်ခဲ့တယ်လို့ကြေးလဲလည်းမအောင်ခဲ့ဘူးအခုတော့ဖိအားများနေတဲ့ Postigo Group အတွက် PR short ချနိုင်မဲ့နိုင်ပွဲတစ်ပွဲကိုကစားရရမယ်မစ်ချီလန်အသင်းကတော့ဒိမ့်မတ်မှာထိတ်တန့်အသင်းဖြစ်ပေ မဲ့လည်း Nottingham Forest အသင်းနဲ့ဆိုင်တော့အရာရာကိုနှိမ့်ကြပါရယ်။ကစားသမားအင်အားချင်းရောခြေစွမ်းရော Nottingham Forest ကအဆအဆအရာတာပါရယ်။ဒါကြောင့်လည်းဒီပွဲမှာ Nottingham Forest အသင်းကတလုံးသွင်းရအောင်40ရှုံးမှဖြစ်ပြီးတော့ဂိုးပေါင်းကတော့၃လုံးပပနိုင်ဆိုတဲ့ဂျေးထွက်နေတာပါ။ဒီဂျေးကဖီအားများတဲ့ Nottingham Forest အတွက်ကတော့ဈေးပေါ်တယ်လို့ဆိုနိုင်ပါရယ်။ဖီအားတွေအောက်ကရုံထွက်ရမယ်။ Postico Glue ကတော့တိုက်စစ်အားတန်တဲ့သူ့ရဲ့နီးပြူဟာတွေကြောင့်ဒီပွဲမှာ Nottingham Forest ကိုပောက်ကွဲပြမယ်လို့တော့မျှော်လင့်ရှာပါရယ်။